hello အားလုံးပဲမင်္ဂလာပါ Gobo Gaming Facebook page နဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဗျဒီနေ့ဗီဒီယိုလေးကတော့ဒီနေ့မှာတက်ထွက်ချင်လာတဲ့ channel လေးကိုလွယ်တကူဆုံး3 star တိုက်ပြပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးစခင်မှာကျွန်တော် YouTube channel လေးကို subscribe မလုပ်ရသေး subscribe နေပြီးတော့ဝင်ရပေးပါဦး subscribe လုပ်ပြီးတဲ့ညီကိုလေးတယောက်ရှိနေတဲ့အောင်လေးကျေးဇူးအများကြီးတင်ပါတယ်ကဲတော့ let's go brother တို့ကျွန်တော်ရဲ့အချိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ ရှယ်လာလေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကိုဘောတို့ဝိုင်းရရှယ်ပီယာတကောင်နဲ့ပေးရတာဖြစ်ပါတယ်ဒီရှယ်လာပုံစံလေးရဆိုလို့ရှိရင်ဟိုအရင်တော့လာခဲ့ဘူးတယ်ကျွန်တော်ဟီးရိုလေးတွေကို control လုပ်ပြီးတော့တိုက်ရတဲ့ပုံစံမျိုးလေးပဲဖြစ်ပါတယ်ကဲတော့ကျွန်တော်တို့အရင်ဆုံးနေနဲ့ဘယ်နေရာလေးစချမယ်ဆိုတာကိုပြပြပြမှာဖြစ်ပါတယ်ကိုဘောတို့ဝိုင်းရချန်ပီယံလေးကိုကင်ပြီးတော့ကျွန်တော်ဒီ rage တက်ရနေရှာပြီးတော့မှ fire spitter ကိုအရင်ဆုံး UI မှာဖြစ်ပါတယ် okay fire spitter လေးနှစ်ခုလုံးကိုတစ်ခါတည်းမှာလိုက်မယ်နော်ပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ ဒီဘက်ရှမ်းလေးကိုသွားမယ်နော်ကိုဘက်ကမသွားမင်းနဲ့ကိုဘောကဒီ hate ပဲဒီဘက်ရှမ်းလေးကိုလာပြီးတော့မှအာရှတာဝါလေးကိုရင်ပြီးတော့ပြစ်မယ်ပြီးသွားကျွန်တော်ဒီဘက်က air defense ကိုပြစ်တယ်ပြီးရင်နောင်ရင်ပြန်ဆုတ်မယ်နော်တိမ်ပါ့။ Okay နောင်ရင်ဘာလို့ပြန်ဆုတ်ရလဲဆိုလို့ရှိရင်နော်ရှေ့ကဒီ dragon တွေကိုသွားပြီးတော့မှကျွန်တော် damage ပေးလို့မရဘူး။ဘာလို့လဲဆိုတော့အဲ့ဒါတွေသွားပေးလိုက်လို့ရှိရင်ကျွန်တော်တောင်းဟုတ် show ဖို့အတွက်နည်းနည်းလေးအခက်ခဲဖြစ်သွားလိမ့်မယ်ဗျ။ပြီးသွားကျွန်တော်ဒီဘက်ရှမ်းကိုပြန်လာတယ်ပြီးသွားကျွန်တော် hate ပဲဘက်ကိုဝင်တိုးတယ်ပြီးသွားလို့ရှိရင်ဒီ inferno single ကိုဝင်တိုးလိုက်မယ်ဗျ။ပြီးသွားနဲ့ကျွန်တော်တို့ကနောင်ရင်ကိုပြန်ဆုတ်လိုက်မယ်နော်။ โอเคပြီးတော့လည်းဒီကျွန်တော်ဘုံဝစ်လေးတွေကိုတက်ပေးလိုက်မယ်ဗျာโอเคဒီလိုလေးပတ်ပေးလိုက်တာနဲ့ဒီဘုံဝစ်လေးတွေကရှော့သွားမှာเนาะပြီးတော့ကျွန်တော်ဒီဘက်ရှမ်းကိုထွက်လာတယ်ပြီးတော့ကျွန်တော်ဒီဘက်ကအာရှာတာဝါလေးကိုထပ်ပြီးတော့မှထောက်မယ်ဗျာဒီမှာလည်းအဲ့လိုပဲကိုဘိုးတို့ကဒီ dragon လေးကိုတော့မထိစေပဲနဲ့ဒီဘက်က elephant လေးကိုရှိုးရမှာဖြစ်ပါတယ်โอเค elephant လေးကိုကျွန်တော်ရှိုးမှာเนาะဟုတ်ပြီပြီးတော့လည်းနောင်ရုံပြန်ဆုတ်မယ်လုံးဝရှေ့ကိုတော့ထိလို့မရအောင်ပြီးရင်ဒီဘက်က fire spitter ကိုထပ်ပြစ်မယ်ပြီးရင် rage လေးတွေဝင်လာမယ် fire spitter ကျွန်တော်နှစ်ခုလုံးကိုမှားလိုက်မယ်เนาะโอเคလုံးဝထဲထဲပြင်းဝင်နေနောင်ရင်ပြန်ဆုတ်ပြီးမှ fire spitter ကိုပြန်ပြစ်တယ် โอเคဒီဘက်ကိုပြန်ဆွဲပြီးတော့မှ air defense ကိုသွားမယ်เนาะပြပြချင်းလေးပဲသွားတယ်เนาะပြီးရင်ကိုယ်တော့နောက်ရင်းပြန်ဆုပ်မယ်เนาะနောက်ရင်းပြန်ဆုပ်ပြီးတော့ကျွန်တော်ဒီ rage ability လေးပေးလိုက်မယ် ability ပေးလိုက်ပြီးတော့မှကျွန်တော်ဒီ version ကိုဝင်တိုးလိုက်တယ်โอเคပြီးသွားတယ်ကျွန်တော်ဒီဘက်က patch လေးကိုလှမ်းပြီးတော့ထိလိုက်တယ်ပြီးရင်ကျွန်တော်ဒီဘက်က air defense ကိုလည်းတက်ပြီးတော့မှ show လိုက်တယ်ပြီးရင်နောက်ရင်းပြန်ဆုပ်မယ်โอเคပြပြချင်းပဲသွားမယ်ရရင်ကိုယ်တော့ကလောစရာမလိုဘူးပြပြီးဒီ patch တွေကိုဝင်တိုးတယ်နောက်ရင်းပြန်ဆုပ်တယ်โอเค ပြီးွားတယ်ကိုဘတို့ကဘာလုပ်ရအောင်လဲဆိုလို့ရှိရင်တော့ဒါ dragon လေးတွေကို live တော့မှထိပေးရုံပဲခဏလေးစောင့်မိမယ်ဒီနေရာမှာကိုဘတို့ရဲ့ patch လေးပျောက်သွားတဲ့အထိပေါ့နော် okay ပျောက်လို့နှိပါဆုံးဝင်တိုးလိုက်မယ်ဒီကောင်လေးတွေ live ပြီးတော့မှ dragon လေးတွေကိုထောက်ပေးလိုက်မယ်ဗျာ okay okay ပြီးွားရင်နောက်ရုံးပြန်ဆုံးမယ် okay 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 oh my god oh my god ဝင်ချင်ပြန်တော့ကြောက်သွားပြီဒါပေမဲ့ပြဿနာမရှိဘူး brother တို့ကတည်တည်ချာချာလေးအဲ့လိုမျိုး hero လေးကိုပတ်ပြီးတော့မှလုံးလိုက်မယ်ဆိုတော့အဆင်ပြေသွားလိမ့်မယ်ဒီမှာဆိုရင်ကိုဘတို့ဝင်ရင် champion show သွားပြင်မယ်လေဒါ3 star တော့ရမှာပဲဖြစ်ပါတယ်ကိုဘက်က dragon တွေတော့ကျွန်တော်တို့တွေထိစရာမလိုတော့တဲ့အနေထားလေးပေါ့နော် ဒါကိုဘိုးတို့ကမြေမဆက်တန်လေးနဲ့ဟီးရိုးလေးတို့ပတ်ပြီးတော့ရှားလိုက်မယ်ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့မှအချိန်လဲမကြတော့ဘူးပေါ့ဗျပို့ပြီးတော့မှမြင်မယ်။ဒါဒီရှင်းလန်လေးကတော်တော်လေးတော့လွယ်ပါတယ်နော်ဘရာသာတို့ဒေချာလေးကြီးတိုက်မယ်ဆိုရင်အဆင်ပြေတယ်။ခက်ခဲတယ်ဆိုရင်တော့မှနှစ်ပွဲလောက်ပဲတိုက်ရမယ်လို့တော့ကိုဘိုးကတော့ထင်ပါတယ်။ Okay အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲ။ဗီဒီယိုလေးအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ရှင်းတယ်ဟုတ်။ကျေးဇူးများကြီးတင်ပါတယ်။ကိုဘိုးရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ကူညီခဲ့ပေးလို့ရပါတယ်။အားလုံးပဲပါမယ်။ကျွန်တော်ရဲ့နောက်ဗီဒီယိုကြောင့်